နိုင်ပြဲကုန်သွားတာတကူရောက်တယ်ရတာလားတကူရောက်တယ်တော်တော့ပဲတက်ကြံရောက်ပြေးတာတကူရောက်တယ်မင်းရောက်ကြံခဲ့သေးရလားမရောက်ပါဘူးညံ့ညံ့ရောက်ဘူးဘာမှမရောက်ဘူးကန်ကန်ဟုတ်ပြီအတနာရောပူမလာရှုံးတာဒီလိုမျိုးလေဘယ်ဝါးအညာတက်ကြံတော့

အင်းတော်သို့စစ်ကူလာစဉ်စစ်ကြောင်းပြက်သည့်ထိတိုက်ခိုက်ခံရသည့်စစ်ကောင်စီတပ်မှစစ်သားလေးဦး KIA ပူးပေါင်းတပ်ထက်မှန်ဖမ်းမိဖမ်းမိစစ်တုံးပန်း၃ဆဲ့ကျော်ရှိလာပြီးလက်နက်များလည်းရထားစကိုင်းတိုင်းကတာမှအင်းတော်မျိုးနယ်သို့စစ်ကူလာသည့်စစ်ကောင်စီတပ်စစ်ကြောင်းအားကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖာပြည်သူ့ကာကွယ်ရေးတပ်မတော်ပူးပေါင်းတပ်များကကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်တေဆုံးထိခိုက်များခဲ့ပြီး ဖမ်းမိစစ်တုံးဘက်မှလည်း၃ဆယ်ဦးကျော်အထိရှိလာကြောင်းကချင်တရင်းရင်းမြစ်ကပြောသည် KIA ပူးပေါင်းတပ်ကမြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့်အင်းတော်မြို့နယ်ကိုကတ္တာမြို့ဘက်မှစစ်ကောင်စီတပ် အင်အား150ခန့်ကစစ်ကူတွားရောက်ရာမက်လ15ရက်တွင် KIA ပူးပေါင်းတပ်များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည့်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်တေဆုံထိခိုက်မှုများခဲ့ပြီးကနောက်ဦးတွင်စစ်တုံးပန်း29ဦးဖမ်းမိခဲ့သည်ဟုဆိုသည့်ထို့နောက်စစ်ကြောင်းပြက်ပြီးထွက်ပြေးသွားသည့်စစ်ကောင်စီတပ်မှတပ်ဖွဲ့ဝင်များကိုယနေ့မက်လ18ရက်တွင်ထပ်မံဖမ်းမိခဲ့ကြောင်းသတင်းရင်းမြစ်ကပြောသည့်တပ်မှ89တွေဖမ်းမိတာ၃ဆက်ကျော်သွားပြီး ဒီမနက်၄ရောက်ထပ်မံဖမ်းမိတယ်ဟုကချင်စည်ရေးတရင်ရင်မြစ်ကပြောသည့်အဆိုပါစစ်ကူတအားကူပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ရာတွင်စစ်ကောင်စီတပ်မှ၄၀ခန့်တည်ဆုံးခဲ့ကြောင်းကချင်တရင်ရင်မြစ်ကယနေ့မနက်တွင်ပြောပြထားတော်လဲတိကျအတည်ပြုချက်မရသေးပေ။ရင်းစစ်ကောင်စီတပ်သည်စစ်ကြောင်းဖွဲ့စည်းပုံပြက်က ကတာမျိုးနယ်ဘက်သို့ပြန်ဆုတ်ခွာသွားကြောင်းကချင်တရင်ရင်မြစ်ကပြောသည့်စစ်ကောင်စီတပ်ထံမှလက်နက်ခဲယမ်းများတင်ပိုက်ရရှိခဲ့မှုနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့တည်ဆုံးနေသည့်မှတ်တမ်းကိုလည်းတရင်ရင်မြစ်ကပြသသည် လက်ရှိတွင်အင်းတော်ဒေတာနေရာအများစုကိုပူးပေါင်းတပ်ကထိန်းချုပ်ထားပြီးထိတွေ့မှုများလည်းနေ့စဉ်ရှိနေကြောင်းသတင်းရင်းမြစ်ကပြောပြသည်